ပဲကောင်းတယ်တရားကျဆက်ပေးတယ်ဈေးရတော့အမြင်တက်တာနေဈေးရမယ်ဆိုတာမျိုးတို့ကအမခံချက်ပေးရပေါ့အဲ့အပြင်ဟိုမှတက်တာပြီးသားဟိုမှ तू ကကိုယ်တငယ်ချင်းအမှုပညာရှင်တွေလာရင်အဲ့လိုကို့ချစ်လို့လာရဆိုတဲ့စိတ်အထက်လိုပဲ तू ကအဲ့လိုအဲ့လိုချစ်လို့ချစ်လို့လို့ပြောလိုက်ရင်ဟိုကြွေကြွားပြီးအမျက်ကိုမယူရအရင်တိုင်း ဒီမှာတိုင်ဝမ်လို့ဘာလို့ကအစားအကုန်လုံးတငယ်ချင်းတွေအေဂျင့်မောင်ဆိုတားအချို့ကောင်တော့သူတမျိုးလုံးသူရှိမတငယ်ချင်းအကုန်ဆိုင်ခေါ်လာဘယ်သူမှမဆွဲဘူးသူကဘောတဲ့ဘူးဒီကလည်းအရန်စစ်တာဆိုရှော့ပြီးခေါ်လာပြီးသွားရင် तू ကဈေးမမေးဘူးဒီလောက်ထားဆိုပြီးတော့ तू ကဈေးတက်မတာဈေးဖြတ်သေးတာ तू ပြောတဲ့တခေါင်းသေးနဲ့ရောင်းပေးရဟုတ်တယ် ထားလိုက်ပါဆိုပြီးတော့မသူလည်းမတရားလဲဆိုတော့မပြောပါအဲ့လိုပြောပြီးဆိုလို့ရှိရင်လေအဲအေးချမ်းမောင်ကြီးကြရဲ့တက်တက်တယ်အမြဲတမ်းအလိုလိုက်တာမဟုတ်အလွန်ကိုရောပဲအဲ့ဆိုစောင့်ရတော့အမေဝမေတော့ဒါတကြံပေါ့နော်တကြံဖက်ရှင်တကြံဒီနှစ်ကတကြံမကြရဘူးလေတကြံမကြအားလုံးအကုန်လုံးအခက်ခဲနေကြတာတကြံမကြရတဲ့အခါကျတော့အနည်းဆုံးတစ်ခါမှသပင်ကိုတကြံမှအဲ့လိုမလုပ်ဘူး အရှိမအင်တာဗျူးတခုမှပြဘူးအကောက်တာကျစမီချစ်တာလူငယ်ငယ်တွေကလေဒီဇိုင်းဖက်ရှင်အဲ့လိုမျိုးလောက်ကြတွေ့ဘူးမအားကြမယ်တခါမလုတ်ဘူးပေါ့နော်မလုတ်ဘူးတော့အခုတကြံလေးကိုတော့လူမကြရိုက်မှာစပင်လေးကြလိုက်မှာဆိုပြီးတော့စပင်ကိုကြလိုက်တာကဲအဲ့တော့လေစစ်ကောက်ထပ်ပို့လို့မနေနော် အတွက်နဲ့သူကပုံငယ်တာဟုတ်သူကပုံငယ်ဒါပေမဲ့တချို့ကပြောကြတယ်အအာပူကြီးရတာအသက်ဘလောက်กว่าလဲတဲ့အဲ့အဲ့လိုမျိုးလွင်မှုပူကြီးရလို့ထင်တဲ့လူကထင်ကြသေးရဒါပေမဲ့တော်တော်များများတော့အဲ့လိုတစ်ခါကျရင်ဓာတ်ပုံတွေမှာကျရင်သူရုပ်တည်မနေတတ်ဘူးမနေတဲ့ခါကျတော့သူအသက်ကြီးပူထင်ရဲ့ထင်တယ် အပြင်မှာကြလို့ရှိရင်လည်းသူသိမခင်သေးရဲ့လူနဲ့ဆိုသူအနေတီးရခါကြရင်လည်းအသက်ပိုကြီးလို့ထင်ထင်တာမျိုးလို့ရှိရပါတော့ဒါပေမဲ့တကယ်တမ်းလှုပ်လှရှာရှာခုနကလိုအပြင် live ကိုတွေ့သွားလို့ရှိရင်ကိုယ့်ထက်ပိုတစ်ခါကြလို့ရှိရင်ကလေးဆန်တယ်သူသူချစ်တဲ့လူတွေနားရောက်သွားလို့ရှိရင်လည်းအမင်းအဲ့လိုသူလည်းချွတ်ချွတ်နွဲ့နွဲ့အဲ့လိုမျိုးလေးနေတတ်တာမျိုးအဲ့လိုဒီတတ်တာနေတတ်တာမျိုးတွေမှာပါအဲ့ဆိုဟိုပြောမယ်အသက်ကလည်း6နှစ်လောက်กว่าတယ် တမလောက်ပါတယ်။သူလည်းစိတ်ခုနပြောလို့စိတ်ကြည်ရယ်စိတ်ရှင်းရယ်ဆိုတဲ့အခါကျတော့အဲ့လိုထင်ရနေမှာပါ။အဲကိုအမှုပညာရှင်တွေတငယ်ချင်းတွေဆိုင်လာပြီဆိုလို့ရှိရင်လေလေသူအတက်နိုင်ဆုံးဈေးကုန်လျှော့ပေးတယ်။အဲတခြားအဲ့လိုစာရကုန်ဈေးဆိုလို့ရှိရင်လာဝယ်ဘူးတဲ့ customer တွေဆိုလည်းအကုန်သိမှာပါ။ဟို กว่าโกกว่าเลยกว่าตัวโหลซีอ้าဖြင့်လဲกว่าတယ်အစားဖြစ်ဆိုလို့ရှင်လဲအကောင်းဆုံးပေါ့เนาะဟို100%မဟုတ်ဘူးတခါတချို့တလီမှာတော့ဟိုအမားရွှင်းလေးတွေရှိွားခဲ့ရင်လဲတချို့ customer တွေဆိုလို့ရှင်လဲတောင်းပန်ပါတယ်ပြန်ဆိုင်မှာအချိန်မင်းမရှိနိုင်တဲ့ခါကြီးကြရင်လေအဲ့လိုတော်တော်များများတော့တို့အကောင်းတဲ့ review ပဲအမြဲရရပေါ့เนาะစားဖြစ်ကောင်းတယ်တခြားကိစ္စပေးရဲဈေးရတော့အမြဲတက်တာနေဈေးရမယ်ဆိုတာမျိုးတို့ကအမားခံချက်ပေးရပေါ့အဲ့အပြင်ဟိုမှာတက်တာပြီးသားဟိုမှာသူကကိုယ်တငယ်ချင်းအမှုပညာရှင်တွေလာရင်အဲ့လိုကိုယ်ချစ်လို့လာရဲဆိုတဲ့စိတ် တက်လို့ပဲသူကအဲ့လိုအဲ့လို ချစ်လို့ချစ်လို့လို့ပြောလိုက်ရင်ဟိုကြွေကြသွားပြီးအမျက်ကိုမယူရအရင်တိုင်းဒီမှာတိုင်ဝင်လို့ဘာလို့ကအစားအကုန်လုံးတငယ်ချင်းတွေအေးချမ်းမအောင်ဆိုတအားချစ်ဖို့ကောင်းတော့သူတမျိုးလုံးသူရှိမတငယ်ချင်းအကုန်ဆိုင်ခေါ်လာတာဒီကလည်းအရန်စစ်တာဆိုရှော့ခေါ်လာပြီးွားရင် तू ကဈေးမမေဘူးဒီလောက်ထားဆိုပြီးတော့ तू ကဈေးတက်မှတာဈေးဖြတ်သေးတာ ောတဲ့တခိုးသေးနဲ့ရောင်းပေးရပါဟုတ်ကဲ့အဲ့လောက်ထားလိုက်ပါဆိုပြီးတော့မကူလည်းမတရားလည်းဆိုတော့မပြောပါဘူးအဲ့လိုပြောပြီးဆိုလို့ရှိရင်လေအဲ့အေးချမ်းမောင်ကြီးကြရဲ့တက်ကူတက်တယ်အမြဲတမ်းအလိုလိုက်တာမဟုတ်အဲ့လွင်ကိုပဲရှင်းနေရအဲ့လိုဟိုတခြားငွေချင်းတွေအများကြီးပါပဲဟိုငွေချင်းတွေဟိုနမေမန်ရှင်းလာလုံးလို့မနိုင်တော့တာလာအားပေးကြရဲ့ချစ်တယ်ဆိုစင်နဲ့အမြဲအရင်စင်းနဲ့ပေးပေးလိုက်တာအဲ့ ပတ်စံဆိုပြန်ရှာလို့ရတယ်ကိုယ့်ကိုချစ်လို့ကိုယ့်ကိုယုံကြည်လို့ကိုယ်စီလာတယ်ဆိုတာကဒါဘာလည်းမလဲလို့မရဘူးပေါ့နော်အဲ့အလေးနဲ့ကို तू ကဂျင်းနဲ့တာအဲ့လိုဖုန်းပြင်တာပါညာအစားတခုဆိုလို့ရှိရင်အဲ့လိုယုံကြည်ကြရယ်ဒီကအားဒီဆိုင်မှာပြင်လိုက်မယ်တချို့ဆိုဖုန်းအတွက် security တွေကြောက်တာအဲ့လိုမျိုးရှိရအောင်အဲတချို့ဆိုင်မှာဆိုစိတ်ချရယ်အဲ့လိုမျိုးပေါ့အဲ့ချစ်တယ်ယုံတယ်ဆိုရယ်ဥစ္စာတွေကိုကြွေးနေပြီဒီခါကျရင်ပတ်စံဘိုးကိုမယူလိုက်တာတော့အရင်နဲ့ပြေးလိုက်တာတော့အဲ့နေပတ်စံဆိုပြန်ရှာလို့ရရပဲလေနော်